ပရိသတ်တွေရှင်မှာအမြင်မတော်တဲ့ပုံစံတွေနဲ့ဗီဒီယိုပေါက်ကြားလာလို့ဝေဖန်ခံရတဲ့ဂျွန်လွင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့်ဆယ်လင်အစိုက်တာ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အနုပညာလောကရဲ့မရှိမဖြစ်ဖခင်ကြီးလို့တောင်ဆိုလို့ရတယ်ဂျွန်လွင်ကတော့အခုနောက်ပိုင်းမှာဝေဖန်မှုတွေများစွာကိုရရှိနေခဲ့တာဖြစ်ပါတယ်ဂျွန်လွင်ဟာ Model Academy အဖြစ် Model ကျောင်းတည်ထောင်ထားတာဖြစ်ပြီးတော့အခုချိန်ဒီအနုပညာလောကတွေမှာသူနဲ့လွတ်တဲ့သူမရှိသေးပါဘူးတသက်စမှန်သမျှဂျွန်လွင်ရဲ့ Model ကျောင်းကိုတက်ရောက်ပြီးမှအနုပညာလောကတွေဝင် ဲ့ကြပြီးတော့နာမည်ရရှိလာခဲ့ကြတာဖြစ်ပါတယ်ဒီအတွက်ကြောင့်မြန်မာပြည်ရဲ့ရုပ်ရှင်မင်းသားမင်းသမီးပေါင်းများစွာကိုတန်ခံမွေးထုတ်ပေးနေတဲ့တင်တန်းကြောင်းလို့တောင်ဆိုလို့ရတာပဲဖြစ်ပါတယ်ဒီလိုမျိုးအရေးပါတဲ့ကဏ္ဍမှာပါဝင်နေတဲ့ဂျွန်လင်က LGBT တယောက်ပဲဖြစ်ပါတယ်မင်းသားပေါက်စားတွေနဲ့မော်ဒယ်ပေါက်စားတွေများစွာနဲ့လည်းတရင်တွေထွက်ခဲ့ပြီးတော့လူသိရှင်ကြားမြေတောင်မြောက်ပေးရဲ့ပုံတွေကိုလည်းပြည်သက်တွေအားရံပန်းရံခါတွေ့ရတတ်ပါတယ် ဒါပေမဲ့အခုနောက်ပိုင်းမှာတော့အရင်ကလောက်ပြည်သက်တွေရှိမှမပေါ်လာတော့ပေမယ့်အမှုပညာလောကတွေကမယိုးသားတဲ့ကိစ္စတွေကိုအမှန်တရားဘက်ကနေပြီးမကြာခဏအဖို့ထုတ်ပေးနေလေးရှိပါတယ် ဂျွန်လင်ဟာပြည်ခဲ့တဲ့ရက်ပိုင်းတွေမှာကိစ္စတစ်ခုကြောင့်အထုတ်ကြခဲ့ရပြီးတော့အခုချိန်မှာတော့ခံဝင်ကတိနဲ့လွတ်မြောက်လာခဲ့ရဖြစ်ပါတယ်။ဒီလိုမျိုးတမတမတ်ကြတဲ့ LGBT တယောက်ဟာအခုချိန်မှာတော့ဗီဒီယိုဖိုင်တစ်ခုကြောင့်လူတွေရဲ့အထင်ကြီးလေးစားမှုတွေကိုမရတော့ဘဲနဲ့ဝေဖန်မှုတွေဇက်တိုက်ရရှိနေရပဲဖြစ်ပါတယ်။အရွယ်ရောက်ပြီးသားယောက်ျားတယောက်အနေနဲ့မိန်းကလေးမိတ်ဆွေတွေနဲ့တာမန်တက်ပူပြီးတော့ပူကက်နေရဟာမြင်လို့မကောင်းတာကတော့အမှန်ပဲဖြစ်ပါတယ် မြန်မာပြည်ဟာအချက်တရားကိုတန်ဖိုးထားတဲ့အတွက်ဂျွန်လင်ရဲ့အခုလိုပုံစံဟောင်းမြင်ရတဲ့သူတိုင်းကိုမင်တက်စေခဲ့တာဖြစ်ပါတယ်။ဂျွန်လင်ဟာသူ့ရဲ့မိတ်ဆွေဖြစ်တဲ့အမျိုးသမီးတစ်ယောက်နဲ့အတူအိမ်ယာပေါ်မှာဖလဲသခင်နေပြီးတော့စားနောက်နေခဲ့ကြတာဖြစ်ပါတယ်။ ဒီမျိုးသမီးကလည်းတခြားသူမဟုတ်ဘင်မင်းသားဒေဇာလင်းအောင်ရဲ့အမေဖြစ်ပါတယ်။ဒေဇာလင်းအောင်ကမော်ရယ်အကယ်ဒမီမှာပြသနာဖြစ်ပြီးရဲ့နောက်ပရိသတ်တွေရှေ့ကနေအချိန်တော်ကြာပျောက်သွားခဲ့တဲ့သူပါ။ချမ်းသာတဲ့အတန်းဝိုင်းကားဖြစ်ပြီးတော့နောက်ခံအင်အားကြီးမာတာကြောင့်ဒီကိစ္စဟာအချိန်ခဏလေးအတွင်းမှာပျောက်သွားခဲ့ရပဲဖြစ်ပါတယ်။ပရိသတ်တွေမေးပြောင်းမဲ့အချိန်ကြာမှဇလန်ထွဲဒီမှာတဖန်ပြန်ပါလာခဲ့ပြီးတော့အနုပညာလောကတွေကိုပြောင်းဝင်လာခဲ့ရပဲဖြစ်ပါတယ်။ ဒေဇာလျောင်ရဲ့အမေဖြစ်သူနဲ့ဂျွန်လင်တို့ဟာအတော်လေးရင်နေတဲ့မိတ်ဆွေတွေဖြစ်ပုံရပြီးတော့အခုလိုမျိုးဗီဒီယိုထွက်ပေါ်လာခဲ့ရပဲဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာသူမနဲ့အတူဂျွန်လင်ဟာအိယာထဲမှာလုံထွေးနေတဲ့အတွက်အဲ့ဒီဗီဒီယိုကိုပရိသတ်တွေကဝေဖန်နေကြတာဖြစ်ပါတယ် ခိုင်နေဝေရဲ့တိန်း30အမှုကိုဝေဖန်ပြီးလို့ရောရောင်ပြီးတော့အချုပ်ကျသွားတယ်ဆိုတဲ့ဂျွန်လင်ကပြန်လွတ်လာတာမကြသေးတဲ့အချိန်မှာပဲအခုလိုမျိုးဝေဖန်မှုခံရတာကကောင်းလွန်လာတဲ့အရာတော့မဟုတ်ပါဘူးဂျွန်လင်ကမိဘကိုလှုပ်ကျွေးနေတဲ့သူလည်းဖြစ်ပြီးတော့အမြဲတမ်းအမှန်တရားဘက်ကနေပြီးအမှုပညာရှင်တွေများစွာကိုကူညီပေးနေတဲ့သူဖြစ်ပါတယ်ဒီအတွက်ကြောင့်အမေရိကန်ပြည်သက်တွေများစွာရှိပါတယ်အခုနောက်ပိုင်းဒီလိုမျိုးဗီဒီယိုနဲ့မင်းသားအစ်စ်မော်ဒယ်အစ်စ်တွေပေါ်အသားယူမှုတွေကြောင့်ဝေဖန်မှုတွေများစွာရှိနေခဲ့ရလဲဖြစ်ပါတယ် အမျိုးတို့စိတ်ဝင်စားတာမှန်ပေမဲ့ပရိသတ်တွေရဲ့မမြင်ခွင့်ရမှာအခုလိုမျိုးတွေလည်းရှိနိုင်ကြောင်းလူအများကတွေးမိသွားတာပဲဖြစ်ပါတယ်။လူအများထင်သေးအောင်ဒေသလင်းအောင်ရဲ့အမိနဲ့မြင်မကောင်းတဲ့ဗီဒီယိုတွေကြောင့်ဝေဖန်မှုတွေရရှိနေတဲ့ဂျွန်လွင်ပေါ်မှာပရိသတ်တို့ရဲ့အမြင်ကိုလည်း comment မှာဝေမျှခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။